ထရမ်ဝေးပေါ်မှာနာရီ90လောက်လေ့ကျင့်ခန်းလုပ်ပြီးရလာတဲ့နှလုံးသက်ဆွမ်းမှုကြောင့် heart rate resting heart rate ရောကျသွားခြင်းကိုအလွယ်ဆုံးရယူနိုင်မဲ့နည်းလမ်းတစ်ခု။ဘာဖြစ်မယ်လို့ထင်လဲတစ်ချက်မှန်းကြည့်ပြပါ။ကျွန်တော်ပြောရတဲ့မိကွန်း common 100မှာ100လုံးလိုလိုဒီလေ့ကျင့်ခန်း form တစ်မျိုးမျိုးဖြစ်နေတယ်။ဒါပေမဲ့လေ့လာတွေးကြည့်ချက်လေးကျွန်တော်ဒီမှာတောက်လျှောက်ထည့်ပေးထားမယ်။ကိုယ့်အကူကြည့်ပြီးစမ်းစစ်ပါ။ ဒီမှာပါတဲ့ research တွေရဲ့လေ့လာတွေးရှိချက်အရသူတို့ကဘာပြောထားလဲဆိုရင်ပဲတစ်မျိုးမျိုးကလပဲလုံးဖြစ်စေပဲဒီလေးဖြစ်စေမိမိကြိုက်နေတဲ့ပဲတစ်မျိုးမျိုးကိုတဲ့တနည်းကိုတစ်ခွက်၃လတိတိစားမယ်ဆိုရင် ကျွန်တော်တို့ရဲ့နှလုံး function က from me ပုံမှာ나이ပေါင်း90လောက်လေ့ကျင့်ခန်းလုပ်ထားတဲ့ကဲသူတန်ဆွမ်းလာပြီးကျွန်တော်တို့ရဲ့ resting heart rate ကို short ချနိုင်တယ်လို့ဆိုတယ်ကျွန်တော်ဒီမှာအထောက်အထားထည့်ပေးထားတယ် မိတ်ဆွေတို့အနေနဲ့ကိုယ့်ကိုယ်ရှာကြည့်လို့ရတယ်အဲ့တော့ဒီနေရာမှာကုသရေးပိုင်းပြောချင်တာလည်းမဟုတ်လေ့ကျင့်ခန်းမလုပ်နဲ့ပြောချင်တာလည်းမဟုတ်ခင်ဗျားတို့ကျွန်တော်တို့ပတ်ဝန်းကျင်မှာလွယ်လွယ်ကူကူရနိုင်တဲ့အစားအစာပဲတမျိုးမျိုးရွေးချယ်စားတောက်ချင်းသည်ကျန်းမာရေးအတွက်ကောင်းမွန်တဲ့အကျိုးသက်မှုရှိကြောင်းကိုအဝဲနဲ့တွေးချင်တာဖြစ်ပါတယ်တွေးစရာတစ်ခုရရင် yes တို့မှပြပါကျွန်တော်ခုနိုင်ဦးပါကျေးဇူးတင်ပါတယ်